ေလျှောက်ပါသေးဘဝကြီးခင်လို့ထားရကြိုက်တဲ့အချိန်တုန်းကဟုတ်တယ်အဲ့ဒီအဲ့ဒီအမိုက်တွေပေါ့နော်ရှင်းရှင်းနဲ့အဲ့ကျွန်တော်လက်သေးကြားတဲ့ဟိုတော့အဲ့တစ္ဆာတစ္ဆာအဲ့လိုကျွန်တော်လည်းဇက်ကနေတော့ကန်လိုက်တော့အဲ့လိုဝင်သွားတာပေါ့နော်အဲ့အဲ့ဒီအဲ့ဒီဟာလေးတော့မှဒီဇကားထဲမှာတော့မှပါလာပါသေးတယ်အမတ်တရအနေနဲ့အဲ့အိမ်ရောက်တော့တော်တော်နှုတ်ယူလိုက်ရတယ်အဲ့ဒါလေးတော့အမတ်တရဟုတ်တယ် ျွန်တော်မှာတီဗီရောဂါရှိနော်ဘုကားပါပဲဟာညီမလေးလည်းတီဗီရောဂါဖြစ်နေတယ်လို့ထမင်းတူတူမစားကြင်ပါဘူးငါကပါကျွန်တော်အရင်ဆုံးဒီမီဒါဇကားလေးအကြောင်းပြောပြမယ်နော်အဲဒီကားလေးကဒါဟိုတကယ်ဖြစ်အမှန်ဟာချက်ကူးထားတဲ့ဇလန်းလေးပေါ့အဲရုပ်ရှင်သဘောအရတော့နည်းနည်းကြောင်းတာလေးရောရှိပါတယ်အဲအဲ့လိုဇလန်းလေးပါ အမတ်တရားတွေကတော့အများတော့အများကြီးပါပဲ။ဒါကျွန်တော်တို့တွေ့ရတဲ့နေရာတွေကလည်းတကယ်အမိုက်ပုံကြီးပေါ့နော်။ဒီမှာကျွန်တော်တွေ့ရရတယ်။အဲ့ဒါတွေကတော့အမတ်တရားတွေပေါ့။အဲတကယ် true story ဖြစ်တဲ့အတွက်ရရတာတော့တကယ်တောင်းဝန်ကြီးတယ်ပေါ့။ဒါကျွန်တော်ဒီဇလန်လေးကိုစပြီးတော့တည်တဲ့ချိန်တည်းဟိုဟာဟိုအရန်နဲ့ရိုက်ချင်တယ်။ဟိုအရန်နဲ့ဒီကောက်ကိုဖန်တီးချင်တယ်ပေါ့။အဲအဓိကကတော့ဟိုကျွန်တော်တို့က ီကားလေးအဓိကရည်ရချက်ကတော့ဗောနော်ဒီကကျွန်တော်တို့စီပင်ဝန်ထမ်းတွေကိုကျွန်တော်တို့ကတနာအောင်ရိုက်တာမဟုတ်ဘူးအဲအကုန်လုံးကဟိုကိုစီဘုံကဟိုကိုအတုပ်တွေလောက်ကြတယ်ဗောနော်ဟိုဝေမမန်းနဲ့ဒါပတ်စံနေရှာရတယ်ဘောကိုရုံးခံကြရတယ်မိသားစုပျော်ရွှင်မှုအတွက်ဒါတို့ငင်းချမ်းဖို့အတွက်အားလုံးဒါရုံးကန်ပြီးတော့တို့တွေလောက်ကြတယ်အဲ့ဒီထဲမှာမှဒီလိုပင်မမှန်အလုပ်ကိုလုပ်ပြီးတော့ ူသားစုကိုအဆင်ပြေအောင်ပေါ့နော်ရုန်းကန်နေရတဲ့အတွက်ရန်ကုန်ကိုကြာကောင်းပါလေလေးစားစရာကောင်းပါလေဆိုတော့ကျွန်တော်တို့ကပေါ်ညွှန်းထားတဲ့ကားလေးပါခင်ဗျာဟုတ်ကဲ့ဟောဒါကျွန်တော်ခုနပြောသလိုပါပဲရန်ကုန်ကဒါကုန်ကြာကောင်းပါလေဟိုဘယ်လောက်ပဲဖြစ်ဖြစ်ကဒါတိမ်ငယ်စရာမရှိဘူးပေါ့နော်ဒါကိုမိသားစုတို့ကကိုအကောင်းဆုံးရုန်းကန်နေတာစူးစမ်းနေတာအဲ့ဒီအတွက်ကုန်ယူပါလေလို့ပဲပြောချင်ပါတယ်ဟောအဓိကကတော့ရိုက်ဦးမွင့်ပေးတဲ့ပရိုဂျူဆာတွေကိုကျွန်တော်ဟိုအကျဉ်းဆုံးကျေးဇူးတင်ချင်တာပါ ဒရမ်မာကားတွေကနောက်ပိုင်းမှာနည်းနည်းရိုက်ပေးကျင်တဲ့ပရိုဒူဆာနည်းနည်းရှားတယ်။အဲ့ဒီထဲမှာဟိုဒီလိုကားတွေကိုရိုက်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ပြီးတော့ယုံတင်ဝင်ပေးတဲ့အတွက်ယုံရှင်တွေလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။အဲဒါကတော့ရှိမှာပဲလေ။ဒါပေမဲ့ကျွန်တော်တို့ကဒီကားရိုက်ပြီဆိုတဲ့ဟိုကဟိုလေးလာတယ်။နည်းနည်းဟိုဘယ်လိုပြောရမလဲ။ကျွန်တော် reference တွေယူရတယ်ပေါ့နော်။အဲ့လိုဒီယူပြီးတော့မှရိုက်ထားတာပါဟုတ်ကဲ့။ရိုက်တဲ့အချိန်တုန်းကဟုတ်တယ်အဲ့ဒီအဲ့ဒီအမိုက်တွေပေါ့နော်။ရှင်းရှင်းနဲ့ အဲကျွန်တော်လက်သေးကြားထဲကိုတော့အဲတစ္ဆာတစ္ဆာအဲလိုကျွန်တော်လည်းဇက်ကနဲ့တွားကန်လိုက်တော့အဲလိုဝင်သွားတာပေါ့နော်အဲအဲ့ဒီအဲ့ဒီဟာလေးတော့မှဒီဇကားထဲမှာတော့မှပါလာပါသေးတယ်အမတ်တရအနေနဲ့အဲအိမ်ရောက်တော့တော်တော်နှုတ်ယူလိုက်ရတယ်အဲ့ဒါလေးတော့အမတ်တရဟုတ်ဟုတ်တယ်အဓိကတော့ဒါတကယ်လက်တွေ့မှာဖြစ်ပြနေတဲ့ကြုံတွေ့နေရတဲ့အဲလိုပုံစံမျိုးပဲကျွန်တော်တို့ကဒီကားထဲမှာခြားပြထားတာပါဟောအဲ့ဒီအတွက်ဟိုအပြင်းနဲ့အနည်းဆက်ဆုံး 100%မတူရတဲ့တော့မှကျွန်တော်ထင်ပါတယ်အနည်းဆက်ဆုံးတော့လည်းလိုခံစားရမှာပါအမိုက်ပုံထဲမှာဆိုရင်တော့ဟိုပါပေါ့ကျွန်တော်သွားရတာတကယ်ဟိုအမိုက်ပုံ main နေရာကြီးရှိရဲအဲ့နေရာကြီးမှာရဲ့နောက်ကျန်တဲ့ဟိုအမိုက်ကန်ကြီးနေရာတော့အစုံပဲဗျဟိုရဲရတာ